ထိုင်းနဲ့အငင်းပွားနေတဲ့နေဆက်ဒေသမှာဒင်းမမှုများမြင့်တက်လာတာကြောင့်ကမ္ဘောဒီးယားအနာဘိုင်များကနေဆက်အနီးရှိကျေးရွာတရွာမှရာနေချီတဲ့ဒေသခံများကိုလိုရင်မလ13ရက်နေ့မှာဗီလိုရရှိပြောင်းပေးခဲ့ပါတယ်။နှစ်နိုင်ငံနေဆက်မှာအပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားခဲ့တာကြောင့်ကမ္ဘောဒီးယားဘက်ချမ်းမှရှိတဲ့အဆိုပါကျေးရွာမှဒေသခံတဦးသေဆုံးခဲ့ပြီးတဲ့နောက်ယခုကဲ့သို့ဒေသခံများကိုနေရာရှိပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ ။လက်ဇက်ဒေတာရဲ့ကင်းလှည့်တဲ့နေရာတစ်ခုမှာမြေမြုံမိုင်းပေါက်ကွဲမှုကြောင့်ထိုင်းစစ်သားတအူ6တောက်တစ်ဖက်ဆုံးရှုံးခဲ့ပြီးတဲ့နောက်နှစ်ရက်အကြာဖြစ်တဲ့နိုဝင်ဘာလ12ရက်နေ့မှာအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။အဲ့ဒီမြေမြုံမိုင်းဟာအသေးမြုံနှံထားတဲ့မြေမြုံမိုင်းဖြစ်ကြောင်းနဲ့စစ်သားတအူ6တောက်တစ်ဖက်ဆုံးရှုံးခဲ့ကအခြားစစ်သား3ဦးတည်းရရှိခဲ့ကြောင်းထိုင်းကပြောကြားခဲ့ပါသည်။ ယခုနှစ်နေရာဒီကထိုင်းနဲ့ကမ္ဘောဒီးယားကြား၅ရက်ကြာတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနှစ်နိုင်ငံစလုံးမှာလူပေါင်း53ဦးသေဆုံးခဲ့ကာ လူသုံးသိန်းခန့်ဘေးလွရာရှေ့ပြောင်းနေထိုင်ခဲ့ရပြီးတဲ့နောက်အမေရိကန်သမ္မတနယ်ထရန့်ရဲ့ထောက်ခံမှုနဲ့အပြစ်ခက်ရေးဆိုင်သဘောတူညီချက်ရရှိခဲ့ပါတယ်။ဒါပေမဲ့နေဆက်မှာမြေမြုံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကကမ်ဘောဒီးယားနဲ့ညီငယ်သဘောတူစာချုပ်ပါချက်များကိုပြဋ္ဌာန်းမှုအားရနာကြောင်းကြေညာခဲ့ပါတယ်။နိုဝင်ဘာလ၁၂ရက်နေ့မှာထိုင်းနိုင်ငံရဲ့စာကေအိုပြည်နယ်နဲ့ကမ်ဘောဒီးယားရဲ့ဘန်တီမင်ချေပြည်နယ်ကြားမှာရှိတဲ့နေဆက်ဒေသမှာတနက်ပြစ်ခတ်သံများကြားရကြောင်းနိုင်ငံအရာရှိများကပြောကြားခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှု ှုများကြောင့်အရဲသားတအူသေဆုံးပြီးတုံးတယ်ရခဲ့ကြောင်းကမ္ဘောဒီးယားဝန်ကြီးချုပ်ဟိုမာနက်ကပြောကြားခဲ့ပါတယ်။အဲဒီလိုရက်တွေကနေဆက်ပြဿနာတွေကိုငြိမ်းချမ်းစွာဖြေရှင်းမှုအတွက်မကြသေးခင်ကမှရရှိခဲ့တဲ့သဘောတူညီချက်တွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိတ်ဓာတ်ကိုစန့်ကျင်နေပါလေလို့ဟိုမာနက်က၎င်းရဲ့ Facebook မှာရေးသားခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံကမှကမ္ဘောဒီးယားစစ်သားများဟာထိုင်းရဲ့နိမိတ်တွင်းသို့ပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထိုင်းတော်ဝင်ကြီးတက်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်းစုပေါ်ရီကပြောကြားခဲ့ပါသည်။ဒါကြောင့်ထိုင်းစစ်သားများကလည်းအကာအကွယ်ယူပြီးတုံ့ပြန်တဲ့အနေနဲ့အ တတိပေးပြစ်ခတ်ခဲ့ကြောင်းဒီအဆိုပါဖြစ်စဉ်ဟာစေမီနိခန့်ကြောင်းမြင့်ခဲ့ကဒါနိုင်ငံဘက်မှထိခိုက်တည်ဆုံးသူမရှိကြောင်း၎င်းကဆိုပါသည်ကမ္ဘောဒီးယားနဲ့ထိုင်းဟာကီလိုမီတာ800ကျော်မိုင်900အရှိရှိတဲ့နေဆက်ဒေသနဲ့ပတ်သက်ပြီးကာလာကြာရှည်အငင်းပွားလာခဲ့ပြီးအဲ့ဒီနေဆက်စည်းကိုအင်ဒိုချိုင်းနာကျောဆွယ်အားပြစ်တဲ့ကတိမ့်ပိုက်ချိန်တွင်ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်2008ခုနှစ်ကတနိုင်ငံနေဆက်နီးမှရှိတဲ့နှစ်သက်တမ်း900ရှိတဲ့ Press by Here ဖျားကျောင်းအနီးမှာမြေခွက်ကိုပိုက်ဆိုင်မှုငင်းပွားခဲ့ကစီ भा